လူတိုင်းကနာကိုရဲမှာခေရောက်နေတဲ့စီရွရော့ပါဆိုတာဘယ်လောက်ထိကြောက်ဖို့ကောင်းပါလဲခုခေတ်ကြီးရဲမှာလူကြီးရောလူငယ်ပါအဖြစ်များနေတဲ့ယောဂတစ်ခုရှိပါတယ်အဲ့ဒါတော့ဆရာပြောခဲ့တဲ့စီရွရော့ကပဲဖြစ်ပါတယ်စီရွရော့ကိုအင်္ဂလိပ်စီပညာဖော်ပေါ်ရဆိုရင် diabetes mellitus လို့ခေါ်ပါတယ်ဒီကောင်ကလူကိုစတက်တွေနဲ့ပတ်သက်ပြီးတော့ဇီဝကံမှာဖြစ်စဉ်တွေကမှမှဖြစ်ခြင်းရနေပြီးတော့ဖြစ်ပေါ်လာတဲ့ယောဂတစ်ခုဖြစ်ပါတယ်စီရွရော့ကိုဖြစ်လိရှိရဲ့အကျဉ်းချက်ရှိပါတယ် နံပါတ်1ကတော့ view လိုက်ခြင်းပဲနံပါတ်2ကတော့နေတိုင်းစားတောက်နဲ့သဘာဝပတ်ဝန်းကျင်ရောက်ဖြစ်ပါတယ်။နံပါတ်2အချက်ကဘာလို့ဆိုလို့ရလဲဆိုရင်ထိုင်များသူတွေနဲ့အဝါလွန်စားတောက်တွေစားသုံးပြီးကိုယ်လက်လှရှာမှုအားနည်းလို့တဲ့သူတွေကိုပြောချင်တာဖြစ်ပါတယ်။ဒုက္ခနာကိုရဲ့တွေ့ရမှာတခြားတဲ့ပုံဝင်တော့ပုံမှန်ပြပြလာတာနဲ့စီဂျိုကဖြစ်ဖို့တန်းစားဖို့များလာပါတယ်။စီဂျိုကရှိမရှိကိုတွေးစစ်ကြည့်ုံနဲ့လည်းသိနိုင်တာမို့လူချင်းမျိုးအနေနဲ့စီဂျိုကရှိမရှိကိုစစ်ဆေးကြည့်ဖို့အကြံပေးချင်ပါတယ်။ စီးကျော်ရွာမှာရှိသူရဲ့လက္ခဏာတွေဟာစီးသွားများလာမယ်စီးသွားများလို့ရေငတ်တာကြောင့်ရေများပြန်တတ်ဖို့လိုအပ်လာမယ်မြင်အောင်နေဝေဝါလာမယ်စိုးဝါးတဲ့အခြေအနေတွေမှာပိုလေးချိန်ကြပြီးတော့ပိတ်နာနိုင်တယ်နေထိုင်ရတာတွေမိတာဖြစ်တဲ့ခံစားချက်တွေဖြစ်လာနိုင်ပါတယ် ီရှိတော့မှာဖြစ်ပွားဖို့ကမျိုးလိုက်သူတွေအနေနဲ့ဆိုလို့ရှိရင်တော့စေပညာပူထုံးနေနဲ့ဆရာဝန်ညွှန်ကြားတဲ့ဇေဝါရီကိုအမှန်တောက်ပေးဖို့လိုအပ်ပါတယ်။ကိုမျိုးရဲမှာတော့စီချိုရောကဖြစ်တဲ့သူမရှိဘူးဒါပေမဲ့ကိုရန်အကာအကွယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ညီညွတ်တဲ့လိချင်ငန်းတွေကိုပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်။စားတောက်စားတဲ့အခါမှာစီပါတဲ့စားတောက်တွေကိုလုံးဝလျှော့ဆောင်ပြီးတော့အမြင့်တက်ပါတဲ့စားတောက်တွေကိုစားပေးဖို့လိုအပ်ပါတယ်။ဒါပြင် စီးကျော်ရောဂါကိုရှော့ချပေးတဲ့ FDA ထောက်ခံချက်ပါတဲ့ဆေးဝါးတွေကိုလည်းတောက်သုံးနိုင်ပါတယ်။ကောင်းဆုံးကတော့ကျွန်တော်တို့ရဲ့ကဏ္ဍကိုယ်မှာစီးကျော်ရောဂါမဖြစ်ပွားဖို့အတွက်လေ့ကျင့်ခန်းတွေဟာစားတွေညံ့ညလုပ်ပေးဖို့လိုအပ်ပါတယ်။စီးတက်များတဲ့အစာစားတွေ၊ချိုးတက်များတဲ့အစာစားတွေကိုရှောင်ကျဉ်ပါ။ကျမရင်းနဲ့ညီညွတ်တဲ့စားတောက်ပြီးစားသုံးပြီးတော့စီးကျွယောဂါကိုကာကွယ်လို့ရပါတယ်။ကဲနောက်ခါမှလည်းဘယ်လိုမျိုးကျန်းမာရေးပုသုတတွေကိုတင်ဆက်ပေးသွားမလဲဆိုတာသိရဖို့ဆက်လက်ဆောင်ရွက်အားပေးကြပါဦးခင်ဗျာ။